မင်္ဂလာပါရှင်ရန်ကုန်ကိတ္တချန်နဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်မြန်မာဒီမိုကရေစီကောင်စားတော်အစံဆိုကြရလွတ်ပင်ရဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးတောင်းဆိုမြန်မာဒီမိုကရေစီကောင်စားတော်အစံဆိုကြရပါဝင်ဖန်စီတိန်သိန်းကဏ္ဍသူတွေကိုလွတ်ပင်ရဂျပန်ဆွေရဒုတိယဝန်နိုင်ငံခြားရေးဝန်ကြီးကတောင်းဆိုတဲ့အော်တိုဘာလာတရနေမိုးလဲပိုင်းဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးကမြန်မာနိုင်ငံဒီမိုကရေစီအတွင်းကိုပြောင်းရေးကိုပံ့ပိုးကူညီနေတဲ့ဂျပန်ပါလီမန်အဖွဲ့နဲ့တွေ့ဆုံစဉ်ထပ်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်တဲ့ဂျပန်ဒုတိယဝန်ကြီးကမြန်မာနိုင်ငံမှာဆွေးရအခြေအနေနဲ့ပတ်သက်ပြီးအလေးနဲ့ဆိုရင်ကြောင့် မြန်မာနိုင်ငံမှာစံဖတ်မှုတွေကချက်ချင်းရတဲ့အတောင်ဆန်းစုကြည်ပောင်းဝင်ထိန်သိမ်းခံထားသူတွေကိုလွှတ်ပေးရတဲ့ဒီမိုကရေစီနိုင်ငံစနစ်ကိုအမြန်ဆုံးပြန်လည်ထူထောင်မြန်မာစစ်တပ်ကိုတိုက်တွန်းကြောင်းပြောဆိုရတယ်။မြန်မာနိုင်ငံဒီမိုကရေစီအတွင်ကူပြောင်းရေးထောက်ကူပြုဂျပန်ပါလီမန်အဖွဲ့ကစတေမာလ30နေကကျင်းပတဲ့ဂျပန်လွတ်တော်ရဲ့မြန်မာရေးစီဝေးဆွေးနွေးချက်တွေပေါ်ခြေခံပြီးမြန်မာဒီမိုကရေစီအတွင်ကူပြောင်းရေးအကောင်လာစေကိုညီဆောင်ရွက်ပြန်တောင်းဆိုစာကိုဂျပန်ဆွေးရတံကိုပေးအပ်ခဲ့ပါတယ်။ ရင်းပြင်တွဲဆောင်မှုမှာဂျပန်ဒုတိယဝန်ကြီးကမြန်မာနိုင်ငံရှိပြည်သူတွေရဲ့အခက်အခဲတွေကိုကူညီပံ့ပိုးမှုဖြစ်ပြီးမြန်မာပြည်သူတွေအသက်မွေးကမ်းမှုကိုတိုးတက်ကောင်းမွန်လာစေလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေဒါကြောင့်သာပံ့ပိုးပေးကြမှုဖြစ်ကြောင်းနိုင်ငံတကာတိုင်ဝမ်နဲ့ပူးပေါင်းပြီးမြန်မာအကြံတွေကိုဖြည့်ရှင်းကျော်လွှားနိုင်ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်းထုတ်ဖော်ပြောဆိုတယ်ဆလပီမတရားဖန်ဆီးခံထားတဲ့အလုသမားရေလှုပ်ရှားသူတို့မျိုးမျိုးရေးကျင်းထောင်တွင်လုံလောက်တဲ့စေဝါကူတာမှုများအင်းစိန်တော်မှာမတရားဖန်ဆီးခံထားတဲ့အလုသမားရေလှုပ်ရှားသူ SJUM ကောင်ဆောင်တော်မျိုးမျိုးရလုံလောက်တဲ့စေဝါကုသမှုမရဘူးလို့သိသိညညတဲ့သမကများဖွဲ့ချုပ်မြန်မာကသတင်းထုတ်ပြန်နေစစ်ကော်မရှင်အပြီးခဲဇူလိုင်လ25ရက်ည9နိုင်ဝင်ချင်းချိန်မှာ SDUM ဖွဲ့ကောင်းဆောင်တော်မျိုးမျိုးရေးကိုသူ့ရဲ့နေမှာပဲဝင်ရောက်ဖမ်းဆီးပြီးတော့အောင်တပြင်းစစ်ကြောရေးကိုမိုင်းနီအကူတင်မှာထိန်းသိမ်းချုံနောက်ကဲလို့သိရတယ်။ အဲဒီနောက်ဇူလိုင်လ29ရက်နေ့မှာတမကကောင်ဆောင်မတင်ထက်ဆန်ပါဝင်ဖွဲ့ဝင်ရှောက်ကိုလည်းစစ်ကော်မရှင်တပ်တွေက SDN ရုံပါလောက်ဖမ်းဆီးသွားတယ်လို့သိရတယ်။စတရီမာလ29ရက်နေ့မှာတော့တော်မျိုးမျိုးရေးပါဝင်ရုံဖွဲ့ကိုရှင်းပြသားမြို့နယ်တရားရုံမှာခြေကျုံးနယ်ခံဝင်မှုတရားလိုပြတသက်တွေကိုဆက်လက်စစ်ဆေးကြားနာခဲ့ပြီးတော့အသင်းဖွဲ့ရိမပုံတင်ရေးဆိုင်ဥပဒေပုံမှ40 41ကတရားလိုကိုစစ်ဆေးကအတိအကထွက်ဆိုချက်မပြီးသေးတာကြောင့်နောက်ထပ်ရုံချင်းကိုအော်တိုဘာလ17ရက်နေ့မှာဆက်လက်စစ်ဆေးဖို့ချိန်ထားတယ်လို့သိရတယ်။ ား SDR ရဲ့ထုတ်ပြန်ချက်မှာတော့ SDR အဖွဲ့ခေါင်းဆောင်ဖြစ်သူဒေါ်မျိုးမျိုးရအာတိယဝေဒနာကိုခံစားနေရပြီးအထူးဖန်ဆီးခံအတမကခေါင်းဆောင်တင်တက်ဆန်အားလည်းအန်ဆုံးသွားနာကျင်တဲ့ဝေဒနာခံစားနေရလို့သိရတယ်ဒါပြင်လက်ရှိဖန်ဆီးခံရတဲ့အကျဉ်းထောက်ရှိချုပ်ခံမှလည်းလုံလောက်တဲ့စေဝါမရရှိပဲတရားရုံးထွက်လာမှသာစေဝါရရှိခဲ့ပြီးအဲ့ဒီစေတွေကိုစေဘာကတဆင့်သွင်းမှုမိသားစုတွေကိုမှာခဲ့လို့ဆိုထားပါတယ်။အခုလို့ SDR ဦးဆောင်သူတွေပါဝင်ဖန်ဆီးခံရရုံးဖွဲ့ကိုအမြန်ဆုံးပြန်လှုပ်ပေးဖို့ရပ်ဖက်လို့သမားတွေကလည်းတောင်းဆိုထားပါတယ်။ ဆက်လက်ပြီးငဖဲမြို့နယ်နဲ့အေကန်တိုက်ပွဲအတွင်းကနေထွက်ပြေးလာစစ်တပ်တမ69နဲ့စကကစက်ခုံမှစစ်သား29ကိုအရှင်းဖမ်းပြီးမကွေးတိုင်းငဖဲမြို့နယ်နဲ့ရေကတိုက်ပွဲအတွင်းကနေထွက်ပြေးလာတဲ့ကြက်ဖက်စစ်တပ်တမ69နဲ့စကကစက်ခုံမှစစ်သား29ကိုအရှင်ဖမ်းမိခဲ့ကြောင်း People Revolution Alliance မှတာဝန်ရှိသူကပြောရင်ဇူလိုင်လနဲ့စတင်ပါလာမှာငဖဲမြို့နယ်နဲ့ရေကဝင်ချင်းတိုက်ပွဲမှာထွက်ပြေးလာတဲ့ အကြပ်ဖက်စစ်တပ်တမ69နဲ့စကကစက်ကွန်လောက်ကစစ်သား29ကို BI မကွေးတပ်ဖွဲ့ကအရှင်ဖန်စီရမိခဲ့တယ်။ထိုဖန်စီရမိတဲ့စစ်တုံးမဲ29ဦးထဲမှာအများစုကအထမစစ်မှုတန်းဥပဒေအရပေါ်တာဆွဲခံထားတဲ့အပတ်စဉ်9နဲ့73တို့မှစစ်မှုတန်းတပ်သားတွေတွေဖြစ်ကြောင်းရင်းစစ်တုံးပန်းတွေကိုနိုင်ငံတကာစစ်တုံးမဲဥပဒေစည်းမျဉ်းနေတဲ့အညီကောင်းမှုစွာထိန်းသိမ်းထားကြောင်းသိရတယ်။ထို့ပြင်ငဖဲမြို့နယ်အဗဒန်လန်တရှောင်းနယ်ပသိမ်မွာလမ်းပိုင်းတို့မှာ PI မကွေးတပ်ဖွဲ့မဟာမိတ်တွေနဲ့ပူးပေါင်းကတိုက်ပွဲတွေဖော်ဆောင်နေပြီးတိုက်ပွဲတွင်ကျောက်ဖက်စစ်တပ်ကတိုက်ခိုက်သေးဆုံးမှုများပြားကြောင်းသိရတယ် နှွေဦးတော်လိုင်းမှလက်နက်ကင်တပ်ဖွဲ့တွေကအလျားလိုက်ပုံစံပုံမှုဖြစ်ထွန်းလာခဲ့ပြီးတော့တော်လိုင်းကာလ9နှစ်နီးပါးကြာမြင့်လာတဲ့အထိတပ်ဖွဲ့ချင်းအားကောင်းလာမှုလည်းကန့်သက်ဖြစ်ခဲ့ပြီးတပ်ပေါင်းစုတရံစုစည်းမှုလည်းအားနည်းခဲ့ကြအောင်ဂျက်ဖက်စစ်တပ်တွေကြောက်ပြန်အားကောင်းလာမှုမှထိန်ချုပ်ရသချို့ပြန်လည်လက်လွတ်ရမှုတွေလည်းရင်ဆိုင်နေရပြီးယနေ့ချိန်ကတော်လိုင်းအရာစုတည်တည်ရဲ့တပ်ပေါင်းစုမှုမူဝါဒကိုလက်တွေ့ကျကျအကျင့်တော်ကောင်းထက်ပွားမဲ့ကာလဟုယူဆကြောင်းနွေဦးတော်လည်းကာလ9နှစ်နီးပါးကာလတွင်ဖိနှိပ်မိပေါင်းစုံကိုခါးစည်းခံလာခဲ့ကြတဲ့လူထုမျက်နှာကိုငယ်ကမိမိတသိန်းတစ်ဖွဲ့အားအကောင့်ရိုက်ထက်တော်လည်းတစုလုံး အားကောင်းရေကိုဥတီနာမီဖြစ်ကြောင်းတွန်းလင်းအရာစုအသီးသီးနေဖြင့်ကွဲပြားတဲ့အမိတ်ပဲကိုကဲမှုတန့်အင်အားပြန့်ကျဲမှုဘန်နာရေးလေလွင်မှုတွေကိုအကျဉ်းလက်ဆောင်ပေါင်းစီကတညတညွတ်ထဲတိုက်ပွဲဝင်ကြမဲ့ကာလောင်ယုံချင်းကြောင်း Bible Revolution Alliance မှတောင်းရှိသူကဆက်လက်ပြောဆိုရင်းဆလပီဗမမကိုင်ဗမတက်ကလွတ်လွတ်လပ်လပ်ရဲ့စစ်တက်စကန်ချိုကိုပြန်လဲသိမ့်ပိုက်တိုက်ပွဲတွင်စစ်တပ်ကတေဆုံးမှုများပြပြီးတိုက်ပွဲတွင်ဆက်လက်ပြင်းထန်နေ ကချင်ပြည်နယ်ပေါ်မမြုတ်တိုက်တိုက်ပွဲမှာ KI ဖူဖောက်တပ်ကလက်လွတ်လိုက်ရတဲ့ကျော်ဖက်စစ်တပ်တက်စကန်ချိုကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း KI ရှစ်တန်တရင်မြစ်ကပြောရင်စတင်မာ၂၄ရက်နေ့မှာပေါ်မမြုတ်ရှိ၃မိုင်စကန်ရွှေပြည်သားစကန်နဲ့ KBC ဖျားကြောင်ကုန်းတို့ကိုကျော်ဖက်စစ်တပ်ရဲ့ MS-7 တပ်မတော်စေးတိုင်နဲ့အမှတ်၅ဆက်တွေတပ်တို့ကစစ်ကြောင်း၂ကြောင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် KAI ပူပေါင်းတပ်ဖွဲ့တွေကဆုတ်ခွာပေးခဲ့ရတယ်။ဒို့သောဆုတ်ခွာပေးလိုက်တဲ့စကန်တခုကို KAI ပူပေါင်းတပ်ဖွဲ့ကတံပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရ။အော်တိုဘောလုတန်ညနေပိုင်းမှာပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးစစ်တပ်ဘက်က90ကျော်တေဆုံကအများပြထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရတယ်။ဗမာမြို့သိမ်းတိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလကစတင်ပြီး KAI ပူပေါင်းတပ်ဖွဲ့တွေကဆင်နွှဲနေခြင်းဖြစ်ပြီးလက်ရှိချိန်ထိတိုက်ပွဲနေစဉ်ပြင်းထန်နေဆဲဖြစ်ကြောင်းသိရတယ်။ဆက်လက်ပြီးဖရူဇိုမာပေါ်လခဲဘက်ကိုလာတဲ့စစ်တပ်စစ်ကြောင်းအကြပြတ်တိုက်ခိုက်မှုစစ်တပ်ဘက်ကတိုက်ခိုက်သေးဆုံးမှုများပြား ကင်းနီပြည်နယ်ဖရူဇိုကနေပေါ်လခဲဘက်ကိုလိုက်ဂျပန်စစ်တပ်ရန်နိုင်မင်းစစ်ကြောင်းကိုချောင်ဖြတ်တိုက်ခိုက်အစစ်တပ်မှာ90ဦးထက်မနည်းသေဆုံးခဲ့ကြောင်း8စီတို့ဒီတရင်တောင်းဝင်ရှိသူကပြောတယ်စတရီမာနဆက်ရှင်နေမှာဖရူဇိုဘက်ကနေပေါ်လခဲဘက်ကိုလိုက်ဂျပန်စစ်တပ်ရဲ့အင်အားငါးခန့်ပါရန်နိုင်မင်းစစ်ကြောင်းကို KND ရဲ့နေပြည်တော်အလဲပိုင်းတိုင်းကနောင်စစ်ကြောင်းနဲ့8စီတို့ဒီတရင်တို့ကပူးပေါင်းပြီးချောင်ဖြတ်တိုက်ခိုက်ခဲ့တယ် ထိုတိုက်ခိုက်မှုတွေဂျပန်စစ်တပ်က50ဦးထက်မနည်းသေဆုံးခဲ့ကြောင်းထုတ်ပြန်တိုက်ပွဲတွေဂျပန်စစ်တပ်ကအထင်အားပြီးစစ်ကြောင်းတစ်ခုလုံးတပ်ဖြတ်ကပြန်လည်ဆုတ်ပြခောက်သွားကြောင်းသိရတယ်။အလားတူစတင်မလာ5နှစ်ကလည်းပေါ်လခဲဘက်ကနေဖာဆောင်ဘက်ကိုစစ်ကြောင်းထွက်ထွက်လာအင်အားတရာခန့်ပေါ်စစ်တဲစစ်ကြောင်းကိုထွန်လိုက်တဲ့ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ရာစစ်သား25ဦးသေဆုံးပြီးပေါ်လခဲဘက်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရတယ်။ဆက်လက်ပြီးစစ်တဲရဲ့တရားမဝင်အတွေ့အကြုံရွေးကောက်ပွဲကိုတပိတ်မောက်ဆန့်ကျင်ပါဝင်ဦးတီကျဲ3ရက်နဲ့ဆက်လက်တိုက်ပွဲဝင်မယ်လို့ GSCB ကကြေညာ အကြဖတ်စတဲ့တူရမှုဝင်အတူရောင်ရွေးကောက်ပွဲကိုတပိတ်မောင်းဆန့်ကျင်ပေါဥတီချက်၃ရက်နဲ့ဆလာတိုက်ပွဲဝင်မယ်လို့ထွေထွေတပိတ်ပေါင်းဆန့်ညီနိုင်အင်အားစုကယနေ့အော်တိုဘလ၂ရက်နေ့မှာထုတ်ပြန်ကြေညာတယ်။ဆိုပါဥတီချက်သွဲမှာတောင်းဆန်းဆုကျင်တဲ့တကွနိုင်ငံရေးကျင်းသားတွေအားလုံးလွတ်မြောက်ရေးအဲဒီမှာစစ်မှုထံဥပဒေဖြတ်သိမ်းတဲ့တရားမဝင်တူရောင်ရွေးကောက်ပွဲကိုတပိတ်မောင်းဆန့်ကျင်လို့ဖြစ်ပါတယ်။ တရုတ်ကစပွန်ဆာလုပ်တဲ့ရွေးကောက်ပွဲအတူကြီးနဲ့ထွက်ပေါက်ရှာနေတဲ့ဆေးဥစုကိုလူလူအားနဲ့ဆန့်ကျင်တိုက်ဖျက်ကြမိဖြစ်ပြီးလူမမဲကလေးကစအသက်ကြီးဆုံးအမေဦးကြီးထိနိုင်ငံကျင်းသားတောင်းချီကိုထောင်ထဲထည့်ပြီးလှုပ်ဆောင်မဲ့တရားမဝင်ရွေးကောက်ပွဲနဲ့လူငယ်လူရွယ်မှန်သမျှကိုတမဖန်စီတေခန့်ခိုင်းပြီးမြောက်လိုင်အာနာတီမြဲအတွက်လှုပ်ဆောင်မဲ့အတူရောင်ရွေးကောက်ပွဲကိုအင်အားချိနေအောင်လူလူအားနဲ့တိုက်ပွဲဝင်မိဖြစ်ကြောင်းကြေညာချက်မှာဖော်ပြရတယ်။ယခုကာလအတွက်လူလူတိုက်ပွဲအဓိကဥတီချက်သွန်းကိုလူလူထံတင်ပြလိုက်ပြီးထိုဥတီချက်သွန်းကိုပြည်သူလူလူကြီးတည့်ရဲ့လုံနဲ့တကွတော်လိုင်းအင်အားစုတွေအား စူးစင်းညို့စွာနဲ့တိုက်ပွဲဝင်ကြရလဲ GSCP ကတိုက်တွန်းထားပါတယ်။ဆက်လက်ပြောလူနဲ့လမ်းနဲ့ခန်းရမများလို့ကြောက်မဲမျိုးကခေတ္တဆုပ်ပေးလိုက်ရလို့တရားနာလေးပြောရှမ်းပြည်နယ်မြောက်ပိုင်းကြောက်မဲမျိုးကနေဆုတ်ခွာပေးလိုက်ရပြီးလူရရနဲ့လမ်းနဲ့ခန်းမများတာအကြောင်းဆက်လက်ခုခံမှုခံခဲ့နေရကြောင်းခေတ္တဆုပ်ပေးလိုက်ရလို့တရားနာလေးကပြောတယ်။တနေ့ကျော်တိမ်ပိုက်ထိန်ချုပ်ထားခဲ့တဲ့ကြောက်မဲမျိုးကနေတရားနာလေးတက်တွေအောက်တိုဘာတရနေ့မှာဆုတ်ခွာပေးလိုက်ရပြီးနောက်တစ်ရက်ဖြစ်တဲ့နှစ်ရက်နေမှာ ဆက်သွယ်မေးမြန်းမှုပေါ်တရားနယ်ရဲ့ပြောဆိုခွင့်ရှိသူကပြောကြားတာဖြစ်ပါတယ်။ရှမ်းမြောက်ကကြောင်းမဲနဲ့နောင်ချွေမြို့ကနေဆက်ကွာလိုက်ရတဲ့ပေါ်သင်ကန်းစာရပြီးလိုအပ်တဲ့ပြင်ဆင်မှုနဲ့အောက်တာချက်အားနည်းချက်တွေကိုပြန်လည်သုံးသပ်ပြီးဆက်သွယ်ဖို့ရှိရလို့ပြောတယ်။ကြောင်မင်းနဲ့နောင်ချုံမျိုးကိုတော့ဟန်ပြထိန်ချုပ်ပြီးဟန်ပြစစ်တိုက်နေအောင်မဟုတ်ဘူးလို့လည်းတရားနယ်လေးကပြောတယ်။ကောင်းစုံခုခံတိုက်ခိုက်ခဲ့တာလို့လည်းဆိုရဲလက်လုံးမှာကြောင်မင်းနဲ့နောင်ချုံကိုယာယီဆုပ်ပေးလိုက်ရတယ်လို့လည်းတရားနယ်လေးကပြောပါတယ်။လက်လုံးမှာအရင်မမျှတာကြောင့်လက်နဲ့ခဲနဲ့လူရံမမျှတာကြောင့်ဆက်လက်ခုခံမှုခက်ခဲနေရကြောင့်ခေတ္တဆုပ်ပေးလိုက်ရပါတယ်။ လလုံးစေကတော့ကျမတို့နဲ့ထပ်ထူပါဝင်ပြီးယုံကြည်စွာပါဝင်ပေးတဲ့လူအလုံးကိုကျမတို့ဘက်ကတက်နိုင်စွာပူပေါင်းဆောင်ရွက်ဖို့ရှိရဲကျမတို့ဘက်ကလူတို့နဲ့အတူပဲကျမတို့ရည်တည်နေရမျိုးတွေရှိပါတယ်တကယ်လို့လလုံးစေမှာမြင်တွေ့နေရတဲ့အပိုင်းဆိုရင်တော့ကျမတို့ဘက်ကပြန်လဲဆစ်ဆေးတာမျိုးမှပြန်လဲအားတောင်လုံးမယ်ဆိုတော့အလှည့်ပြောင်းနေရှိလာနိုင်တယ်ဒါအပြင်တရင်ဒေတာနဲ့နိုင်ငံလုံးကပြည်သူရင်းနေတဲ့ဆက်ကောင်ဆက်လေးချောင်းကနေပုံချက်နေရာကိုအထူးသတိရှိပြီးစေးသတိစေးသတိလမ်းညွှန်မှုတွေလိုက်နာကြဖို့လဲတိုက်တွန်းထားပါတယ်နားဆင်ရပေးကြတဲ့အတွက်ထူပင်ကျေးဇူးတင်ရှိပါတယ်ရှင်